ွားအပင်ကအလုပ်နေမှာပါအဲ့လိုမျိုးခလေးတဘာဝအလျာကိုအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဘဝဟိုကိုယ့်ဘာကိုတည်ပြီးတော့အလုပ်ထွက်လုပ်ရတယ်အမေလည်းမရှိတော့ဘူးဆိုတော့အဲ့ဒါလေးကမှတနာပြီးတော့ခေါ်လိုက်တာပေါ့ခွဲပြီးရင်တော့သူခံနိုင်ဖို့ကျွန်မတို့ကဒါစီးရင်ကလည်းအကုန်လုံးကဲလုပ်ပေးမှာပေါ့နော်။ကင်ဆာမဟုတ်ပါစေနဲ့ပဲဆူတောင်းအောင်မှာအဖြစ်လာခဲ့ရင်လည်းအမတို့ကမပြောကောင်းမဆိုကောင်းပေါ့ဆက်ပြီးကုသမှုတွေထပ်လုပ်အောင်မှာပေါ့နော်။အဓိကတော့ဒီလုံးကြီးဖယ်သွားပြီးသူကောင်းသွားပြီဆိုရင် အနာတွေပဲကြက်တဲ့အထိမတော်လုတ်ပြီးမှာပေါ့အဲ့တော့မှသူကောင်းကောင်းမော်ရွာပြန်ပေါ့မကြောက်နဲ့တာအခုခန်းစားနေရတဲ့ဓာကြီးအလုံးဖယ်သွားပြီဆိုလို့ရှိရင်အားမပြေဘူးပြီးတော့ခွဲတဲ့ခါလည်းမနာဘူးသိလားအာနာမှလည်းမပူနဲ့ပြီးရင်ဒါစားဖို့တောက်ဖို့နော်ဘေးမှာကုညီပေးဖို့အဒီကအများကြီးလုတ်ပြီးမှာနော်အကုန်လုံးလုတ်ပြီးသေးဦးသားပြတာတနာလို့ပေါ့ပြောပါဆို အမားတို့စီမှာအခုညီလာတောင်းတဲ့ကလေးတွေကအများကြီးပဲ။ तू ကတော့ငယ်တော့တဲ့အရွယ်မဟုတ်ဘူးဆိုပေမဲ့လည်းဟို16နှစ်ပဲရှိသေးတာလေ။အဲ तू ရဲ့ဒီဟိုပါဒီအနာအလုံးကိုကြည့်လိုက်ချင်းပြီး तू ဘယ်လောက်တောင်အနေခက်နေမလဲဆိုတော့အမားတို့ကိုချင်းစားလို့ရတယ်။အဲ့တော့ဒီအရေးကြီးတဲ့ဟာတွေထုတ်လိုက်တဲ့အချိန်မှာ तू ဟိုအမားတွေ့တာပေါ့။ဒါပေမဲ့ तू တို့ကိုညီလာတောင်းတာတိတ်မကြတဲ့တပတ်လောက်ပဲရှိသေးတယ်။အဲတပတ်လောက်ရှိတဲ့အခါမှာအမားတွေ့တာနဲ့ဟဲ့ဒီကလေးကလွယ်ဖြစ်တာလဲပေါ့။ပြီးတော့ तू ဘွားလေးကလည်းတနာဖို့လည်းကောင်းတယ်။ ဆိုတော့သူကမိကောင်မှလည်းမရှိဘူးဆွေမျိုးသားချင်းလည်းမရှိဘူးမရှိဘူးအမေကလည်းမရှိတော့ဥဆုံးသွားပြီအဖေတယောက်တော့အဖေတော့ရှိသေးတယ်ဒါပေမဲ့လက်အစ်စ်မပြေးဘူးပေါ့နော်ပြီးတော့ကလေးရဲ့ဘဝကိုနားထောင်ကြည့်လိုက်တော့လည်းဟိုတခြားကလေးဆိုလေဘာပဲဖြစ်ဖြစ်ကလေးတဘာဝရှိတယ်သူကကလေးတဘာဝကိုမရှိဘဲသူကတန်ငါလဲလိုက်တယ်အလုပ်တွေလုံချမ်းတွေလုပ်ရတယ်ပေါ့အလုပ်ချမ်းလုပ်ရတယ်တန်ငါလိုက်တဲ့အခါကျတော့ဟိုကလေးရဲ့ဘဝနဲ့မမျှတာဘူးပေါ့နော်အဲ့ဒါနဲ့အမသူတနာလို့ကိုစင်းစာလို့ဒီအလုံးကြီးကိုဖယ်ထုတ်လိုက်ရင် သူတော်တော်လေးအနေပေါ်သွားမှာဒီအလုံးကြောင့်လည်းသူမှဟိုခံစားရတဲ့ဝေဒနာတွေအများကြီးရှိတယ်ဆိုတော့အဲနဲ့အားချင်းမဲသူတို့ရန်ကုန်ခေါ်ပြီးတော့ဒီရွှေတော်ဝင်မှာအမခွဲစိတ်ကူတာဖို့ဟိုစီစဉ်လိုက်တာပေါ့နော်ကျန်တာကတော့ဘာအလုံးလဲဆိုတော့အမတို့သူ့ရဲ့အသားစားဘယ်လိုစီဘယ်လုတ်ပြီးတဲ့အခါကျတော့မှအမတို့အပြည့်အသေးချတိမှာပေါ့ကင်စာမဟုတ်ပါစေနဲ့ပဲဆိုတောင်းကင်စာမဟုတ်ဘူးဆိုရင်တော့ကျန်တာအဆင်ပြေသွားမှာပို့သူ့ဟိုဒါသူ့ ကြည့်ရသွေးအားလည်းနေတယ်အဲသမင်းတော့စားနိုင်တယ်ဆိုမှသူကအားနေတဲ့ပုံပေါက်တယ်ပြီးတော့ဒီရဲ့အနာအရှိန်ကြောင့်သူအကြောတွေတင်တာသူခံစားဝင်နာခံစားရမှာပေါ့အဲ့တော့လူကောင်းလို့တော့သူပဲဟုတ်အဲ့တော့ဆရာဝန်ကြီးကတော့တခြားစစ်ပြီးတော့ဒီနေ့ဖြစ်ဖြစ်မနေ့ဖြစ်ဖြစ်သူအားချင်းခွဲပေးမှာဒါဆိုတော့အားချင်းခွဲပြီးွားတဲ့ခါကျတော့မှဒီအသားဆောင်ကိုမူတည်ပြီးတော့သူတို့ဆက်ပြီးတော့ဆေးတွေညွှန်ကြားမှုတွေလုပ်ပေးမှာပေါ့မမတို့ဘက်ကတော့ဒါသူ့ကိုကောင်းတဲ့အထိလုပ်ပေးမှာပါ တို့ပေါက်ပြားလို့ပြန်အဲ့လိုကောင်းမှုတာပါတန်းချောင်းကောင်းမှုပြည့်ပြည့်လဲလို့ပြန်အဲ့လိုအဲ့လိုမျိုးပြန်သူကဒီခုန်လာမှာဆိုတော့လေဒီက enough အကျော်ရင်းနဲ့ဆက်ဆက်နေတဲ့အခါကျတော့အဲ့လိုဖြစ်မှာမမတို့တော့မှတစ်ခါကျရင်နားတဲ့ရေဝင်တာတို့နည်းနည်းပါဆိုတာအာရုံကျောင်းနဲ့ပတ်သက်နေတဲ့အခါကျရင်ကောင်းမှုတာတွေပါဖြစ်တယ်မိုက်ကနေဖြစ်တာအဲ့လိုပြည့်ပြည့်လဲသွားတယ်လေသူကဖြုတ်ပတ်ပြောဖြစ်နေတယ်အဲ့လိုမျိုးဟုတ်တယ်အဲ့ဒါကမှတနာတာအဓိကလေဟော ခလေးတဘာဝအနေအရအဲ့လိုမျိုးမဟုတ်ပါနဲ့ဘဝဟိုကိုယ့်ဘာကိုတည်ပြီးတော့အလုတ်ထွက်လောက်ရတယ်အမေလည်းမရှိတော့ဘူးဆိုတော့အဲ့ဒါလေးကမှတနာပြီးတော့ခေါ်လိုက်တာပေါ့တောင်းငွေကောင်းပါနဲ့အင်းဘာဟုတ်ကဲ့သူများလှည့်အောင်လိုက်နေသူများလှည့်လိုက်နေရတဲ့ဟုတ်ကျန်ကျန်ဟင်ကျန်ဆွဲနေငွေကျန်ဆွဲနေတာတဲ့ပြေလဲဟိုသူ့မှာလဲသူ့မှာလဲပြေလဲအဲ့လိုအဲ့လိုတည်တယ်လေ ဆန်၅နှစ်၁၆နှစ်နဲ့သူ၁၂နှစ်တည်းကဒါအလုတ်ကပဲဘယ်ရွေးစားလို့လဲအဲ၃နှစ်၁၄နှစ်အဲ့ရေးရလောက်တာဆိုတော့ဘဝနာတယ်ပေါ့မမတို့ပြောရမယ်ဆိုတော့ကိုဘဝကိုအလိုကြောင်းရတာလေတနာလို့မမတို့ဆိုလည်းမမတို့ငယ်တော့ဆိုဒါမျိုးတွေဘဝအကြောင်းပဲသိနေလောကရန်ဟိုနားလဲပြီးတော့အဲ့လိုမျိုးအလုတ်ထွက်လုတ်တယ်ဆိုအတိတရားရှိတယ်ခလေးတရားပေါ့နော်အဲ့တော့ကောင်းသွားစီခြင်းနဲ့ကောင်းသွားတော့လေသူတို့ဘဝလေးအလုံးကောင်းကောင်းလေးလုပ်နိုင်တယ် တဲ့ချက်ပြောတာတားဖေရဘာဖြစ်လဲအဲချမ်းဆွဲလေတားကဘာလုပ်လဲအော်ဒီကုန်းတော့ဒီကုန်းတော့ဟုတ်ကဲ့မှာတောင်းတော့တောင်းကောင်ကအလုံးလုံးနဲ့တောင်းကောင်ကအလုံးလုံးနဲ့ဆိုဒီဘူးကသူဟုတ်ကဲ့အကုန်းอืมဝိုင်းယူညစ်လို့လေအဲတောင်းမောလူရတာအာအာနကိုးဝင်တာဩတောင်းကောင်ပြောတဲ့တလူပြောရပါအဲ့မောဟုတ်တောင်းမောလူရအကုန်ဝိုင်းညစ်တာဟုတ်လားအနာပေါက်လာတော့သိရမလားလူကြီးရတော့ တို့အလုံးလုံးတဲ့တောင်းပေါ်မှာအနာပေါက်တယ်ဆိုတော့သူ့အနာကလည်းပေါက်ပြီးတော့အနာပွင့်သွားတယ်တဲ့သူစိုးစိုးပြောတာအနာပွင့်သွားတော့ဒီအမတို့အနာစိမ်းလို့ပြောလို့ပြည်ဒီပိုင်းထွက်တယ်တွေးဒီပိုင်းထွက်တော့ဝိုင်းညင်လိုက်တဲ့ခါမှာအာဒီလက်မှာလည်းဒါတို့အလုံးလုံးတော့မတန်တာနေမှာပေါ့ပိုးဝင်ပြီးတော့အဲ့ရနေစားဖြစ်သွားတာအဲ့လိုပိုးဝင်မှာအဲ့လိုစိုးစိုးအမပြောသူ့ဘဝလည်းတနာလို့ဒီအနာဖြစ်တာကြတော့ဒုတိယပေါ့နော်ဒီကလေးအရင်သူ့ရဲ့စိတ်တက်ကလေးကိုစက်တဘောကြလို့အမအာကုညီပြတ်တာ အာဒီ7နှစ်23နှစ်ကနေစပြီးတော့ဒါသူအလုပ်ကျန်နေလောက်ရတယ်မိဘမရှိဘူးအမေမရှိဘူးအဖေနဲ့အဖေပေါ်မှာလည်းနားနေတယ်အလုပ်ထွက်လုပ်တယ်ဆိုတော့စိတ်ကလေးကိုကြိုက်လို့အရင်ဆုံးဟိုသူ့ရဲ့ဟာသတိထားမိတာပဲသတိထားမိတဲ့အချိန်မှာဒီအလုပ်ကြီးနဲ့သူဘလို့အလုပ်လုပ်မလဲပြီးတော့အဲ့တော့မှသူ့ကိုဆက်သွယ်ပြီးတော့မှသူ့ရဲ့ခံစားရတဲ့ဝန်ထမ်းတွေပြောကြအော်ဒီဟာကြီးဖယ်လိုက်ရင်သူဘလောက်တောင်မှနေရထိုင်ရပေါ့ပါသွားမလဲသူသူဟိုဟိုအလုပ်တွေကောင်းကောင်းမလုပ်နိုင်မင်းဆိုပြီးတော့ တနာလို့လုတ်ပေးလိုက်တာပေါ့နော်ပြီးတော့ဒါလည်းဆိုရင်ကမာဆိုလို့လေအလုံးကလည်းတည်တည်လေးမဟုတ်အကြီးကြီးဆိုတော့တကူလည်းဖြစ်သွားမှာဆိုလို့လုတ်ပေးလိုက်တာဟုတ်ကောနော်အဲ့လိုသားအဖေကအလုပ်ပြန်သွားတာအဲ့လိုမျိုးသူကသူကဟုတ်ကဲ့လက်မလက်မတို့ရရဲ့ဒီမအားလို့မအားလို့ဆိုရင်သူတို့ကတည်မလားအဲ့လေတန်ငါးတွေပိုင်းလိုက်ရတဲ့အခါကျတော့လေဒီကိုလိုက်လို့လည်းသူတို့စာဝင်နေရင်းနဲ့ကျန်တာနဲ့ဆိုတော့သူခွင့်ပြုပါရဲဆိုတော့ပတ်ဝန်းကျင်ကလည်းကောင်းတော့ မမစီကူညီလာတောင်းတာသူတို့ပတ်ဝန်းကျင်ကမြန်မာလေးကနေအကူအညီတောင်းရနေပြီးတော့မှအခုလည်းသူတို့ပဲလိုက်ပို့ပေးတာဆိုတော့ဒါသူ့ရဲ့ဟိုစေတနာသူ့အကျိုးပေးတယ်ပဲပြောရမှာနော်အကူအညီမဲ့သူတွေပေါ်လာတယ်ပဲပြောရမှာပေါ့အဲ့ဒီမျိုးဆိုတော့လိမ်မာတယ်ပေါ့တရားကြီးတစ်ခုကောင်းသွားရယ်ဆိုတော့လေသူလည်းလိမ်မာတဲ့ကလေးလေးတယောက်ဆိုတော့ဆန်းတက်ပြီးတော့သူပိုတက်စီတွေပါထိုးပြီးတော့ဆရာဝန်မကြီးကတော့ခွဲသိဆရာဝန်မကြီးဆိုတော့ဆရာမကြီးကတော့ချက်ချင်းခွဲပေးမယ်လို့ပြောတယ်အဲခွဲပြီးရင် တော့ခွဲပြီးရင်တော့သူခံနိုင်ဖို့သူအမတို့ကဒါစီးရင်ကလည်းအကုန်လုံးကဲလုပ်ပေးမှာပေါ့နော်အဲသူတို့ဒီအနာတွေပိုင်းအထိကအမဆဆောပြောသလိုပဲကင်ဆာမဟုတ်ပါစေနဲ့ပဲဆူတောင်းအောင်မှာအဖြစ်လာခဲ့ရင်လည်းအမတို့ကမပြောကောင်းမဆိုကောင်းပေါ့ဆက်ပြီးကုသမှုတွေထပ်လုပ်အောင်မှာပေါ့နော်အဓိကတော့ဒီလုံးကြီးဖယ်သွားပြီးသူကောင်းသွားပြီဆိုရင်အနာတွေပိုင်းကျက်တဲ့အထိအမတို့ကလုပ်ပေးမှာပေါ့အဲ့တော့မှသူကောင်းကောင်းမွန်ရွှာပြန်ပေါ့သူ့ကိုတော့အမဒီရှူတောင်းဝင်စေယုံကလည်းအမတို့မိသားစုစေယုံဖြစ်နေတဲ့အခါကျတော့ ဒီရွှေတော်ဝင်ကဆရာဝန်ကြီးဆရာမကြီးအကုန်လုံးကလည်းအမရဲ့ဖြစ်တဲ့ case မှန်သမီးကတော်တော်အကုန်လုံးကိုခလေးမွေးလာကအစာကလေးတွေနေမကောင်းတာအစာအကုန်လုံးဟိုဟိုအမတို့စောင့်ရှောက်ပေးတဲ့ဇီယုံပေါ့နော်အဲ့တော့ဒီကလေးလေးဆိုလို့ရှိရင်လည်းအမတို့ရွှေတော်ဝင်နဲ့ချိတ်ဆက်ပြီးတဲ့အခါကျတော့ဆရာဝန်ကြီးကြီးခွဲဆင်းဆရာဝန်ကြီးကသူတို့အော်လှုပ်ပေးဖို့အစင်းသိရှိတယ်လှုပ်ပေးမယ်ဆိုအမလည်းဘာဖြစ်ကိုယ့်ဘက်မှာဒီလိုမျိုးဆေးရုံဆေးဆေးရုံပေါ့ဆရာဝန်မကြီးတွေရှိတဲ့ခါအမလည်းအားရှိတယ်ကလေးတွေကူညီပေးရ ဲ့တော့ရေတံဝင်มาပဲအမသူ့ကိုခွဲစိတ်မယ်ပြီးရင်လိုအပ်တဲ့စေဝါကုသမှုတွေခံယူမယ်ပေါ့နော်အော်အမနဲ့အတူကုသိုလ်လုပ်ပေးတဲ့ရွှေတံဝင်လည်းစေယုံရုံလည်းအမတကယ်ကျေးဇူးအများကြီးတင်ပါတယ်။မကြောက်နဲ့လားဒါအခုခံစားနေရတာဒါကြီးအလုံးဖယ်သွားပြီဆိုလို့ရှိရင်ဘာမှမဖြစ်ဘူးပြီးတော့ခွဲတဲ့အခါလည်းမနာဘူးသိလား။ဒါအိပ်ပျော်နေမှာနော်။အဲ့ရနိုးလိုက်မရှိတော့ဘူးဒီအလုံးကြီးရပြီနော်။အာနာမလည်းမပူနဲ့ပြီးရင်ဒါစားဖို့တောက်ဖို့နော်ဘေးမှာကုညီပေးဖို့အဲ့ဒီကအများကြီးလုပ်ပေးမှာနော်အကုန်လုံးလုပ်ပေးမှာ